တရွာလုံးစကားမပြောဘဲလက်ဟန်ချေဟန်နဲ့ပဲပြောဆိုဆက်ဆံနေကြတယ်ထူးခြားတဲ့ရွာလေးကမ္ဘာပေါ်မှာနိုင်ငံတိုင်းလူမျိုးတိုင်းဟာကိုယ်ပိုင်စကားကိုယ်ပိုင်ဘာသာစကားနဲ့ဆက်သွယ်ကြပါသည်။ဒါပေမဲ့အင်ဒိုနီးရှားနိုင်ငံဘာလီကျွန်းပေါ်မှာဘင်္ဂလားရွာလေးမှာတော့ထူးခြားတဲ့ဘာသာစကားတစ်ခုကိုအသုံးပြုပြီးတရွာလုံးဆက်သွယ်နေကြတာပါ။အဲဒီဘာသာစကားကတော့အတန်ထွက်စကားလုံးနေမဟုတ်ဖ ೇನೆ လက်ဟန်ချေဟန်နဲ့သာပြောဆိုရဲခါတာကိုလို့လို့ခေါ်တဲ့တိတ်ဆိတ်ချင်းရဲ့စကားလုံးဆိုရဲတင်ဂီတဘာသာစကားပဲဖြစ်ပါသည်။ ရွာသူရွာသားအများစုဟာပုံမှန်ဘာသာစကားကိုမပြောဆိုဘဲသူတို့ကိုယ်တိုင်ဖန်တီးထားတဲ့လက်ဟန်ခြေဟန်ဘာသာစကားတစ်ခုရဲ့ကိုသာပြောဆိုဆက်ဆံနေကြတာပါဒီလိုထူးခြားတဲ့အခြေအနေဖြစ်ပေါ်လာခြင်းရဲ့အဓိကအကြောင်းရင်းကတော့ရွာလူဦးရေ3000ကျော်ထဲမှာမွေးရပါနားမကျတဲ့သူ40လောက်အထိပါဝင်နေတာဖြစ်ပြီးအခြားလက်တွေအရရွာသားစုစုပေါင်းရဲ့1.4ရာခိုင်နှုန်းကနေ2.2ရာခိုင်နှုန်းအထိပါဝင်နေခြင်းကြောင့်ဖြစ်ပါသည်ဒီလိုရာခိုင်နှုန်းမြင့်မားစွာနားမကျတဲ့သူတွေရှိနေခြင်းကမျိုးရိုးလိုက်တဲ့ချွေရင်းချက်တစ်ခုကြောင့်ဖြစ်ပြီး နှစ်ပေါင်း9ဆလောက်ခရေကဒီဒီသားခံနေရဲ့မျိုးရိုးထဲမှာပါရှိနေခဲ့တာပါဆိုတော့ဒီရွာမှာနားမကျတဲ့သူတွေများပြားလာတဲ့အခါမှာရွာသူရွာသားတွေအနေနဲ့သူတို့ရဲ့နားမကျတဲ့အိမ်နီးနားချင်းတွေနဲ့အတူတူရှင်တွဲနေထိုင်နိုင်မှုဆက်သွယ်နိုင်မှုအတွက်ကာတာကူလောက်လို့ခေါ်တဲ့ဒေတာရင်းလက်ဟန်ချေဟန်ဘာသာစကားကိုစတင်တီထွင်ခဲ့ကြတာဖြစ်ပါသည်ဒီကာတာကူလောက်ဆိုတဲ့စကားလုံးဟာပါဠိဘာသာစကားအရနားမကျသူတွေရဲ့စကားလို့လည်းအဓိပ္ပာယ်ရပါသည် ဆိုတော့ဒီကာတာကိုလောက်ဘာသာစကားဟာတခြားသောနိုင်ငံတွေကသို့မဟုတ်အင်ဒိုနီးရှားရဲ့စံဖြစ်တဲ့လက်ဟန်ချီဟန်ဘာသာစကားတွေနဲ့လုံးဝမတူပါဘူး။ဘင်္ဂလားရွာမှာရှိတဲ့ပတ်ဝန်းကျင်လေယာဉ်စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့သက်ဆိုင်တဲ့လက္ခဏာရပ်တွေကိုအခြေခံပြီးရွာသားတွေကိုရိုင်းကအဲ့ဒီလက်ဟန်ချီဟန်ဘာသာစကားကိုကိုရိုင်းတီထွင်ဖန်ပြီးပြုလုပ်ထားတာဖြစ်ပါတယ်။ဆိုတော့ဘာသာစကားကကိုရိုင်းဖန်တီးထားတဲ့အပြင်ကမှနှစ်ပေါင်းများစွာကြာလာတဲ့အခါမှာသူရဲ့တရားဝင်ပြောစကားဘာသာစကားတစ်ခုလိုဖြစ်လာပြီးကိုပိုင်းနီးစနစ်ကြတဲ့ကိုပိုင်းတရာနဲ့စကားလုံးတွေပါဝင်လာပါသည် ပို့ပြီးတော့အံ့ဩဖို့ကောင်းတာကရွာသား80ရာခိုင်နှုန်းလောက်ဟာနားကြားတဲ့သူတွေဆိုပေမဲ့တရွာလုံးနီးပါးဟာနားမကြားတဲ့သူတွေလိုပဲတရောင်နဲ့တရောင်ပြောဆိုဆက်ဆံကြတဲ့အခါမှာလက်ဟန်ချေဟန်ဘာသာစကားကိုပဲပြောဆိုကြပြီးတရွာလုံးနီးပါးစကားမပြောတော့ဘဲဒီလိုမျိုးဟန်နဲ့ပန်နဲ့ပဲပြောဆိုကြတော့တာဖြစ်ပါလိမ့်ဒီရောမှာအရင်တွေကနေထိုင်နေကြတဲ့သူတွေမှမဟုတ်ပါဘူး။နောက်မှမွေးဖွားလာတဲ့မျိုးဆက်တဲ့လူငယ်တွေဟာလည်းပဲတခြားသောသူတွေလိုမျိုးကျွမ်းကျင်ကြပါလိမ့်။ ဘင်္ဂလားရွာဟာနားမကျသူတွေကိုလူအတိုင်းဝိုင်းကပြစ်ပေတာမျိုးတွေခွဲခြားဆက်ဆံတာမျိုးတွေမရှိပဲအတူတကွပေါင်းစည်းနေထိုင်နိုင်ကြောင်းကိုသက်သေပြနေတဲ့နေရာတစ်ခုပါနားမကျသူတွေဟာရွာရဲ့လူမှုရေးဘာသာရေးပညာရေးနဲ့အတတ်မွေးဝမ်းကြောင်းဆိုင်ရာကဏ္ဍတွေအားလုံးမှာတက်ကြွစွာပါဝင်လှုပ်ရှားနေကြပါသည် ဥပမာဒင်းကြိုင်းအတွက်ဒူရာရေပိုက်ပြင်တာအစားချိတဲ့အရေးကြီးတဲ့အခန်းကဏ္ဍတွေကိုတာဝန်ယူလုပ်ကိုင်ကြပြီးနားမကြားတဲ့သူတွေရဲ့ကိုယ်ပိုင်ယဉ်ကျေးမှုအမှုပညာပုံစံတွေဖြစ်တဲ့အကပညာနဲ့တိုင်းပညာစတာတွေကိုလည်းပဲကိုယ်ပိုင်ယဉ်ကျေးမှုအနေနဲ့ဖန်တီးထားကြပါသည်ဒီဘင်္ဂလားရွာလီဟာကမ္ဘာဘာသာပေရပညာရှင်တွေနဲ့နားမကြားသူများအကြောင်းလေ့လာနေသူတွေအတွက်အလွန်အရေးပါတဲ့လေ့လာစရာနေရာတစ်ခုလည်းဖြစ်ပါသည် တရွာလုံးကလက်ဟန်ချေဟန်နေတဲ့စကားပြောဆိုကြပြီးကာတာကူလော့ဟာအတန်တိတ်နေတဲ့ကဘာတစ်ခုမှာတော့ရွာသားတွေရဲ့ညီညွတ်မှုချစ်ခင်မှုနဲ့လူသားချင်းစာနာမှုတွေကိုဖော်ပြနေတဲ့တမူထူးခြားတဲ့ဘာသာစကားအဖြစ်ရပ်တည်နေတာပဲဖြစ်ပါရည်။နောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးအောင်ပါ။အစောနေ့ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။